ကမ္ဘာအသက်တိုဆုံးကုန်းနေကြောရိုးရှိတတ်တော်ဖြစ်တဲ့လက်ဘုတ်ရောင်ပြောင်းပေါက်တင်မျိုးတွေဟာတရာဒီထက်ပိုပြီးအသက်မရှင်သန်နိုင်ပါဘူးမတ်တက်ကတ်စကာရဲ့နိုဝင်ဘာမိုးရာသီမှာတော့ခုနလတာရှိနေတဲ့ရောင်ပြောင်းပေါက်တင်မျိုးအကောင်ပေါက်လေးတွေဥကနေထွက်လာကြပါတယ်ဒီအချိန်မှာပဲသူဟာရောင်စုံကမ္ဘာကြီးကိုပထမဆုံးချိန်မြင်တွေ့ရတာပါသူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးဟာဒီကမ္ဘာရဲ့အရောင်တွေနဲ့မကြခင်မှာပဲပြင်းထန်သွားတော့မှာပါ မွေးဖွားပီဇာမင်းနစ်ပိုင်းကြမှာသူ့အရွယ်ကမိကျစ်တဝက်လောက်ပဲရှိပါသေးတယ်။ဒါပေမဲ့ခုချိန်မှာပဲသူ့ရဲ့ကန်ကြမ်းမာရဲ့အလေးချိန်ကိုတည်ပိုးထားရပါပြီ။မိဘတွေရဲ့ပံ့ပိုးမှုမရှိပဲကြီးပြင်းလာရတဲ့ရောင်ပြောင်းပေါက်တင်ညူလေးဟာအစာရှာဖို့အတွက်သူ့ဘာသာသူပဲအားကိုးရပါတယ်။ဒုက္ခနာကိုထပ်နှစ်ဆရှည်တဲ့ရှာနဲ့တနည်းကိုရင်ကောင်ရာနဲ့ချီပြီးဖမ်းယူစားသုံးနိုင်ပါတယ်။ နှစ်ပတ်အတွင်းမှာပဲသူ့အရွယ်အစားကလက်ရှိထက်နှစ်ဆကြီးလာမှာဖြစ်ပါတယ်။ဒါပေမဲ့ကောင်းတဲ့အရင်းမြစ်တွေနဲ့အတူအန်ဒရယ်တွေလည်းရှိနေပါတယ်။တကောင်ရင်းနေရတဲ့ရောင်ပြောင်းပေါက်တင်ညူလေးအတွက်အိတ်တဲ့အချိန်မှတော့တတိထားရပါတယ်။တခြားတတဝါတွေသူ့အနာကိုဖြည်းဖြည်းချင်းကပ်လာတဲ့အခါတကိုင်းလေးတွေရဲ့အနှင်းငယ်လှုပ်ရှားမှုကိုတော့သူတတိထားပြီးတုတ်ပြန်ရပါတယ်။အမောင်ထဲမှာအစာရှာတတဝါတွေပုံနေတတ်ပါတယ်။ ။ရောင်ပြောင်းပောက်တင်ညိုလေးဟာဒီလိုပတ်ဝန်းကျင်မှာလေးလသာအသက်ရှင်နေထိုင်ရမှာပါ။သူ့ရဲ့အရေးပြားဟာရောင်စုံတောက်ပလာပြီဆိုရင်တော့ဒါဟာသူ့ဘဝရဲ့အဆုံးသတ်ခံနည်းလို့ဖြစ်ပါတယ်။အရေးပြားကနေတဆင့်သူ့ဝမ်းပိုက်ထဲကဖွံ့ဖြိုးပြီးသားဥတွေကိုမြင်နေရပါပြီ။ဒါဟာရောင်ပြောင်းပောက်တင်ညိုရဲ့အရေးကြီးဆုံးတာဝန်ပါပဲ။သူ့အတွက်အချိန်ကများများဆဆမကြံတော့ပါဘူး။ သူခန္ဓာကိုအလေးချိန်ရဲ့သုံးပုံတစ်ပုံရှိတဲ့ဥတွေကိုတည်ဆောင်ပြီးအထီးတစ်ကောင်နဲ့မိလိုက်ဖို့လိုပါတယ်။ဒီအချိန်မှာမြင်သားတဲ့တစ်ကိုင်းတစ်ခုဟာအရေးကြီးပါတယ်။ဒါပေမဲ့ကောင်းတဲ့နေရာမှာပြိုင်ဆိုင်မှုတွေလည်းရှိတတ်ပါတယ်။အမားတွေကြားမှာတော့အချင်းချင်းပြိုင်ဆိုင်မှုတွေနည်းပါတယ်။ဘာလို့လဲဆိုတော့သူတို့က1 byte ထဲကဥတွေကို NDA မှာဖြစ်စေခြင်းလို့ပါ။အထီးတွေကြားမှာတော့ပြိုင်ဆိုင်မှုတွေကပြင်းထန်ပါတယ်။အကောင့်နဲ့ဗီဇတွေပဲမျိုးပွားနိုင်ပါတယ်။ ဒါဟာသူတို့ဘွားရဲ့နောက်ဆုံးတိုက်ပွဲလည်းဖြစ်နိုင်ပါတယ်။အမားတွေက အနားမှာစောင့်နေပြီးအနိုင်ရသူကိုပဲချင်းကပ်ခွင့်ပေးပါတယ်။အမားဖြစ်တဲ့ရောင်ပြောင်းပေါက်တင်ညိုကတေဆုံးခံနေမှာဥဥဖို့မေးပြင်ပေါ်ကို ပြန်သွားရပါတယ်။အလေးချိန်များစွာနဲ့ရွေလျားရတဲ့ရောင်ပြောင်းပေါက်တင်ညိုအမားဟာ တဖြည်းဖြည်းနှေးကွေးလာပါတယ်။မွေတကောင်က သူ့ကို တွေးလိုက်ပါတယ်။လှုပ်ရှားနေတဲ့တေးရတွေးရလိုဟန်ဆောင်တာကသာ သူလုံနိုင်တဲ့တခုသီးသောနီးလမ်းမှာနောက်ဆုံးမှာသူကအကောင်းဆုံးဥဥဘုံနေရာကို ရှာတွေ့ပါတယ်သူတို့ရဲ့တူတောင်းလုံးတဲ့ဘဝတစ်ခုလုံးဟာဒီအချိန်အတွက်ပါပဲပြီးရင်တော့သူ့ဘဝကြီးစဉ်ပြီးဆုံးသွားပါပြီတေဆုံးခံဒီနိုင်ပိုင်းအလိုမှာတော့သူ့အရေပြားမှာ ရောင်းဆောင်အလင်းတွေပြောင်းလဲတောက်ပမှုတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါဟာသူတို့ဗီဇာထဲမှာတွင်းထားတဲ့တေဆုံးမှုကုတ်ပါပဲမေလာ6ရက်ရာဒီမှာရံပြောင်းပေါက်တင်ညိုမျိုးစိတ်တွေပြောက်ွယ်သွားမှာပါ ါပေမဲ့မျောလင်းချက်ကိုစုပ်ကင်ထားပါတယ်ဖနလအကြာမှာဂျယ်ရီလိုတောက်ကနေတဲ့လက်ဘုတ်အယောင်ပြောင်းပေါက်တင်မျိုးစိတ်အစ်စ်တွေတဖန်မွေးဖွားလာမှာပါ